အစားကတော့မိသားဖက်ကဘာမှမပြောတော့ဘဲနဲ့အကုန်လုံးဒီတိုင်းအေးအေးဆေးဆေးလေးပြီးသွားမလို့ပေါ့နော်ဒါမဲ့ရှင်မုံပြည့်ဒီနေ့တင်ထားတဲ့ post ရယ်ပြီးလို့ရှိရင်သူပြောတဲ့စကားတွေရည်ဒီအရန်ချိုင်းလုံးလို့မိသားဒီဟာကိုတင်ရတာပါဒီဟာကိုဒီဗီဒီယိုရိုက်ရတာပါဆိုတော့ညီမနဲ့သူနဲ့လမ်းခွဲထားတာဒီ73ရက်နေရမှာလမ်းခွဲလိုက်တာပါ April 73ရက်နေရမှာလမ်းခွဲလိုက်တာပါ72ရက်နေညနေရမှာညီမအိမ်ပေါ်ကနေသူဆင်းပြီးတော့မှသူအိမ်ကိုသူပြန်သွားတာပါ ပြီးတော့ မိတဲ့နဲ့သူနဲ့စပြီးတော့မှသူနဲ့စပြီးတော့အတူတူနေဖြစ်သွားတယ်ဆိုတာသူ2024 6လပိုင်း24 25ရက်ကသူအိမ်ဘွားဆင်းလာတယ်အိမ်ဘွားဆင်းလာပြီးတဲ့အချိန်မှာပတ်စံလက်ထဲမှာတပြားမှမပါဘူးပတ်စံတပြားမှမပါဘူးပြီးတော့သူအိမ်ကိုမပြောင်းချင်ဘူးသူကသူတိုက်ခန်းကားပြီးတော့မှနေမယ်အခန်းရှာပေးပါအခန်းရှာမယ်ဆိုပြီးအခန်းတူတူရှာပေးရဲ့သူ့မှာပေးဖို့အတွက်ပတ်စံတပြားမှမရှိဘူးပတ်စံတပြားမှမရှိဘူးသူ့မှာ ်သူလုံးဝအိမ်ဘွားဆင်းလာတဲ့အချိန်မှာတက်စီခတာကိုသူ့မှာပါမလာဘူးဆိုတော့ဟိုတယ်မှာနေရဒီအိမ်မငါးကင်ဆက်ကြပေါ့နော်တပတ်လောက်မှာဟိုတယ်မှာနေရဟိုတယ်မှာနေရစားရတယ်တောက်တယ်အဲ့ဒါကြီးအကုန်လုံးညီမပတ်စံနေပဲရှင်းခဲ့တယ်ညီမပဲပေးခဲ့တာပါပြီးတော့သူအိမ်ငါးမယ်ဆိုပြီးပြောတဲ့အချိန်မှာညီမအိမ်ရှာတယ်အိမ်ရှာပြီးတော့အိမ်ရသွားတဲ့အချိန်မှာသူကအိမ်စာချုပ်ချုပ်ဖို့အတွက်လက်ထဲမှာပတ်စံတပြားမှရှိမနေဘူးသူ့အကူကဘန်ကောက်မှာသူ့အကူစီမှာသူအပ်ထားတဲ့ပတ်စံရှိရယ်ပေါ့နော်သူ့အကူကဘန်ကောက်မှာရိုက်ကူးရေးသွားနေလို့ ပြန်လာတဲ့အချိန်ကျလို့ရှိရင်ဒီအိမ်စာချုပ်ချုပ်ထားတဲ့ပတ်စံကိုသူပေးပါမယ်ဆိုပြီးမှညီမကိုပြောပါတယ်အဲ့ချိန်မှာညီမဒီတီတာရွှေဆိုင်မှာညီမရွှေလက်စွပ်တစ်ချက်သားကိုတွားရောက်ပြီးတော့မှညီမဒီအိမ်ကိုစာချုပ်ချုပ်ပေးပါတယ်အိမ်စာချုပ်ချုပ်တဲ့အချိန်မှာတလောက်6သိန်းနဲ့အိမ်က6လပွဲစားကတလပြီးတော့အာဒီပိုစစ်ကတလဆိုတော့အလုံးပေါင်း8လချုပ်ရတယ်အဲ့ဟာကိုညီမသူ့ကိုညီမပတ်စံနဲ့စိုက်ပြီးတော့မှချုပ်ပေးထားတယ်သူ့ကိုပြန်လာရင်ပေးမယ်ဆိုလို့အဲ့ကနေပြီးတော့မှသူတယောက်တည်းမနေရဲဘူး အဲသူတငယ်ချင်းတွေကိုသူသူခေါ်ထားမယ်ပေါ့နော်သူတငယ်ချင်းတွေမလာခင်မှာညီမအတူတူနေပေးပါဆိုပြီးမှပြောတယ်ဒါပေမဲ့ဒီကြားထဲမှာအကြောင်းမျိုးမျိုးကြောင့်သူတငယ်ချင်းတွေဒီသူနဲ့အတူတူလာနေတဲ့အတွက်ကြောင့်မလို့ညီမနဲ့သူနဲ့အခုချိန်ထိအတူတူဒီအိမ်မှာရှိနေရတယ်ဒီအိမ်မှာရှိနေတဲ့အချိန်မှဒီလေညီမအလောက်ကရတဲ့ပတ်စံညီမရှာတဲ့ပတ်စံနဲ့ပဲစားတယ်ညီမရှာတဲ့ပတ်စံနဲ့ပဲသုံးတယ်ညီမရှာတဲ့ပတ်စံနဲ့ပဲအားလုံးအိမ်ရဲ့မီတာခအကုန်လုံးကစညီမပဲပေးခဲ့ရတာသူ့ပတ်စံတပြားတစ်ချက်မှမကုန်ခဲ့ပါဘူး ူဒီညီမနဲ့အတူတူနေရဲ့ဒီဒီနှစ်တွင်းမှာဒီနှစ်တွင်းမှာသူအလောက်သုံးခုသူကြောင်ညာသုံးခုရှိရဲ့အဲ့သုံးခုရှိခဲ့တဲ့ဟာဒီလေညီမပတ်စံတပြားတစ်ချက်မှသူ့စီကမယူခဲ့ပါဘူးပြီးတော့အခုသူကပတ်စံပြန်တောင်းနေဆိုတော့သူယူထားတဲ့ပတ်စံကိုပြန်တောင်းတာပါညီမပြန်တောင်းနေဆိုတော့ဒါအိမ်က6လပြည့်သွားလို့နောက်ထပ်6ချက်ဖြတ်ပြီးတော့မှ6လချုပ်တယ်အားလုံးပေါင်းအိမ်က14လစာ6သိန်းနဲ့14လစာဆိုရင်84သိန်းရှိပါတယ်မီတာခါက ဒီတနစ်စာမီတာခတ်တွက်လိုက်မယ်ဆိုလို့ရှိရင်10သိန်းကျော်ရှိရယ်အားလုံးပေါင်း10သိန်းပဲညီမတွက်ထားတယ်အဲ့တော့64သိန်းသူစီကရစရာရှိရယ်ဒါအိမ်မှာစားတာတောက်တာသုံးတာတွေဒီနောက်ဆုံးစကင်ကဲသူတောက်ဖို့ဝိဝယ်တာကစဆက်လိုက်ဝယ်တာကစညီမပတ်စံနေပဲညီမစိုက်ပြီးမှဝယ်ပေးခဲ့ရတာသူဒီလိုမျိုးသုံးနေတာဒီလိုမျိုးတောက်နေရတာကညီမပတ်စံနေပဲညီမပေးခဲ့ရတာပါအဲ့ဒါကို तू อ่ะသူ့မှာအတိုင်းဝိုင်းရှိရယ်ဆိုပြီးတော့မှအခုမနေတော့ကကြတော့ပေးမယ်လို့ပြောတယ်ဒီနေ့ကြတော့ ုတ်ချင်တာလို့တဲ့အခုတွဲကပြက်တာကြနေပြီဖြစ်တဲ့အတွက်ကြောင့်ဆိုတော့ညီမဖက်ကနစ်နာပါလေသူအဲ့လိုမျိုးပြောတဲ့အတွက်ကြောင့်မို့လို့လीအ 73ရက်နေ့ထိညီမနဲ့သူနဲ့ဆက်သွယ်ရှိနေတယ်ဖုန်းမက်ဆက်တွေလည်းရှိနေရယ်စာတွေလည်းရှိနေရယ်73ရက်နေ့ညက်နေရမှာညီမကိုယ်တိုင်ပဲငါတို့တွေလမ်းခွဲကြရအောင်ဆိုတဲ့စာအောင်ညီမကိုယ်တိုင်ပဲပို့ခဲလိုက်တာပါဘာလို့လဲဆိုတော့ तू ဒီလိုမျိုးဖောက်ပြန်နေရရင်ညီမမခံနိုင်လို့ပါညီမအိမ်မှာနေတယ်ညီမချက်တဲ့ထမင်းကိုစားတယ်ညီမနဲ့အတူတူထမင်းတောင်းပိုင်းနဲ့စားပြီးမှဂျင်သွားလိုက်အောင်မယ်ကိုကိုဂျင်သွားလိုက်အောင်မယ်တဲလေးရေဆိုပြီးတော့မှတခြားမိန်းမအိမ်မှာသွားပြီးတော့မှအတူတူသွားအိပ်ပါတယ် ဒါတော့မှတယောက်ထဲနဲ့ဖောက်ပြန်တာမဟုတ်ပါဘူးမြောက်ရောက်များဆိုတာ तू ဖောက်ပြန်ထားတဲ့ဟာတွေ तू ဖုန်းကိုညီမယူပြီးကြည့်ရဲ့အချိန်မှာအကုန်လုံးတွေ့ရပါတယ်အဲ့ဟာတွေကိုလည်းညီမစီမှာအကုန်လုံးဓာတ်ပုံချိုက်ပြီးတော့မှတတ်တင်နေတကွာညီမယူထားပါတယ်နောက်ဆုံးဒီ April 9ရက်နေ့မှာဒါ तू အကိုရုံးနဲ့ तू အလူသွားလူတယ်ငလင်အလူသွားလူတယ်အလူသွားလူပြီးတော့မှအိမ်ပြန်လာမယ်လို့သူပြောပါတယ်အိမ်ပြန်လာမယ်လို့ပြောပြီးတော့မှအဲ့ဒီမှာညီမနဲ့သူနဲ့ဒီလိုပဲတမီးစားအရာစကားများကြတဲ့အချိန်မှာစိတ်ဆိုးပြီးတော့မှ ဘလော့လိုက်တယ်စကားများလိုက်တယ်အဲ့တော့အိမ်ကိုပြန်မလာဘဲနဲ့ဟိုတယ်မှာသွားပြီးတော့မှတခြားဆော်ကိုအိတ်ဖို့အတွက်ကိုခေါ်ပါတယ်အဲ့လိုမျိုးအိတ်ဖို့ခေါ်ထားတဲ့ဟာတွေ messenger မှာသူပြောထားတဲ့ဟာတွေစာတွေအားလုံးဒီလဲတက်တဲ့နဲ့တကွာညီမမှာရှိပါတယ်ဟိုတယ်မှာလဲဆော်ခေါ်ပြီးတော့အိတ်တာတွေလဲညီမမှာတက်တဲ့အကုန်လုံးရှိပါတယ် ဆိုတော့ तू ကအခုတအားတရားလုံလုံအားကြီးသွားပြီသူ့ဖက်မှာအတိုင်းဝိုင်းရှိရယ်ဆိုပြီးတော့မှညီမတို့အခုလိုမျိုးဖိနှိပ်တာအခုလိုမျိုးနိုင်ချက်စီနင်းလောက်တာယောက်ျားတယောက်ဖြစ်ပြီးတော့မှယောက်ျားတောင်းဝင်ယောက်ျားမရှိဘဲနဲ့မိမ့်မလို့မိမ့်မရနဲ့အခုလိုမျိုးတွေ तू ညီမကိုပြောလို့ညီမဒီဟာကိုတင်ရခြင်းဖြစ်ပါတယ်ပြီးရင် तू နဲ့ဖုန်းပြောထားတဲ့ record တွေ तू ဒီဘက်ဆက်နေကိုပြန်ပေးမယ်ဆိုပြီးဂတိခံထားတဲ့ record တွေဒီလဲညီမ Facebook မေးဘဲဦးဆိုတဲ့အကောင့်မှာညီမ Facebook မှာညီမတင်ထားပါတယ်အဲ့ဒါတွေကိုလည်း ညီမဒီသူနဲ့ရှိခဲ့တဲ့အချိန်မှာဖောက်ပြန်မှုလည်းမရှိခဲ့ဘူးတစ္ဆာမဲမှုလည်းမရှိခဲ့ဘူးညီမဖက်ကမိန်းမတစ်ယောက်ရဲ့တာဝန်ကိုကြည်အောင်အကုန်လုံးလုပ်ပေးခဲ့ပါတယ်မိန်းမတစ်ယောက်ထက်လွန်ကဲတဲ့တာဝန်တွေကိုကြည်ပြီးမှညီမပခုံးပေါ်မှာပဲတင်ထားပြီးသူ့ကိုကြွေးထားခဲ့ရတာမွေးထားခဲ့ရတာစကင်းကဲရစာအိမ်မှာစားဖို့တောက်ဖို့မီးဖို့ကြောင့်အကုန်လုံးအဆအဆရရကိုမွေးထားတဲ့ကလေးတစ်ယောက်ကလေးတစ်ယောက်ကိုပြုစုနေရတယ်လို့မျိုးညီမသူ့အိမ်ပေါ်မှာတင်ပြီးတော့အဲ့လိုမျိုးထားခဲ့ရတာ အဲ့လိုမျိုးထထားရတာမှပဲသူကတခြားမိန်းမတယောက်တော့မကတော့မိန်းမရင်းနဲ့သူဖောက်ပြန်တယ်ဆက်ချက်တယ်သူဆက်ချက်ထားတဲ့ဟာတွေကဆာကျွန်မ Facebook account မှာတင်ထားပါတယ်သွားကြည့်လို့ရပါတယ်ရှင်မိသားစုနဲ့သူ့မှာအတိုင်းဝိုင်းရှိတယ်မိသားစုရှိတယ်ဆိုပြီးအခုလိုမျိုးဖိနှိပ်တာကိုညီမမခံနိုင်လုံးလုံးဒီဟာကိုတင်ရတာပါ ညီမအခုလိုမျိုးတင်ရတဲ့အတွက်လည်းအားလုံးဒီလိုမျိုးနားထောင်ပေးနေရကြည်ပေးနေရလူတွေအားလုံးကိုလည်းတောင်းပန်ပါတယ်နိုင်ငံရေးမကောင်းတဲ့ခြားရစိတ်အနှောက်အယှက်ဖြစ်သွားတယ်ဆိုလို့ရှင်လည်းမိသားဘက်ကအနှူးညွတ်တောင်းပန်ပါတယ်လို့ပြောချင်ပါတယ်မိသားအခုလိုမျိုးတင်ရတယ်ဆိုတာလည်းအယမ်းမခံစားနိုင်လို့အခုညနေမှာသူပြောထားတဲ့စကားတွေသူပြောတဲ့စကားလုံးတိုင်းစကားလုံးတိုင်းအကုန်လုံးဒီညီမစီမှာအကုန်လုံး record ယူထားပါတယ်သူဒီတရားဥပဒေရသွားမယ်လို့သူပြောပါတယ်ဟုတ်ပါတယ်သွားပါရှင်ရပါတယ်ကြိုက်တဲ့လမ်းနဲ့သွားပါညီမဘက်ကလည်းအကုန်လုံးလုပ်ဖို့အစဉ်တင့်မှာပဲညီမဘက်ကလည်းအကုန်ပြင်ဆင်ပြီးမှ အကုန်လုံးလုတ်ထားပါတယ်လို့သူသွားချင်တဲ့လမ်းအနီးသွားပါတရားဥပဒေတိုင်းပဲဖြည့်ရှင်းရှင်းဘလုံနီးနဲ့ပဲဖြည့်ရှင်းရှင်းဒါပေမဲ့ညီမပတ်စံကိုသူယူသုံးထားတယ်ဆိုတဲ့ဟာကိုတော့တတ်တင်နေတကွာအကုန်လုံးရှိပါတယ်သူကပြောရဲစာချုပ်စာရမ်းနဲ့ယူထားတာမဟုတ်ဘူးသူညီမဒီလိုမျိုးစိုက်ထုတ်ပေးထားတာစာချုပ်စာရမ်းမရှိဘူးပေးခြင်းပေးမယ်မပေးခြင်းမပေးဘူးဆိုတဲ့စကားတည်းယောက်ျားစကားမဟုတ်ပါဘူးမိမ့်မလို့မိမ့်မရမိမ့်မထမိန်သာခိုစားပြီးရောမှာ ိတ်ခါမရှိတော့ယောက်ျားအကျင့်ဆက်ရိုက်နေဒီလိုမျိုးပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့မိသားဘက်ကလုံးဝမခံနိုင်လို့လို့ဒီဟာကိုတင်ရတာဖြစ်ပါတယ်အခုလိုမျိုးပြောတဲ့အထက်မှာစကားအရင်းနေပါသွားတယ်ဆိုလို့ရှိရင်လည်းကြည်နေတဲ့ကြည်နေတဲ့လူတွေအားလုံးကိုတောင်းပန်ပါတယ်လို့မိသားကပြောချင်ပါတယ်ရှင်အားလုံးကိုလည်းကျေးဇူးများကြီးလက်တင်ပါတယ်ရှင်